ားနာကြတယ်ဆိုတာဒကာဓမ္မတွေကိုယ်တရားနာတယ်ဆိုတာပါပါလိမ့်ကိုယ်ကိုယ်ကိုကဲတင်တဲ့လုံဆိုတဲ့ဥစ္စာမှတ်ပါဒါဖြင့်တရားဓမ္မတို့တရားနာကိုအကြောင်းဉာဏ်ညှဘူးတပည့်တို့ကိစ္စဝတ်စတွေကများလုံးလို့တရားမနာဖြစ်ဘူးဆိုလို့ချင်းဖြင့်ကိုယ်ကိုယ်ကဲတင်တဲ့လူကမကဲတင်သေးဘူးလို့ပြောလိုက်တယ်အတူတူပဲမှန်ပါပါ ဝိကျက်ချက်ကောင်းပါလားတရားဓမ္မတွေရှင်ကြီးကကိုယ့်ကိုယ်ကဲတင်တဲ့အလုပ်ကိုဘယ်မှအာမလတ်သေးလို့မကဲတင်သေးဘူးဆိုတော့ကဲဖြစ်ခြင်းတွေဖြစ်ကြပေကြည်တော့ဆိုတဲ့အတိတ်ပဲတကယ်ကျွေးရောက်မရောက်ဩဒါကြင်ဘုန်းကြီးတရားဓမ္မတွေမှာမပါသေးဘူးလို့ဆိုရမယ်ဘယ်လိုဆိုလိုက်ပါမပါသေးဘူး

လောကိကိစ္စတွေနဲ့မဟာသေးဘူးမလတ်သေးဘူးလို့ဆိုတဲ့သိပ္ပယ်ကဓမ္မတွေကဩငါမျောနေတာဝဲတဲ့ရောက်တော့မယ်ဝဲတဲ့ရောက်မြုပ်ရတော့မယ်ဒါတွေကိုဓမ္မတွေကမသိတော့မဟာသေးဘူးဆိုပြီးကြတာကိုယ့်ကိုယ်ကိုမျောနေတာပဲမကယ်တင်ဝဲရောက်မှာကိုလည်းမကယ်တင်မြုပ်သွားမှာကိုလည်းမကြောက်လားဆိုတော့ဒီဖြစ်ဟာဖြစ်ဆိုလို့မှတ်လိုက်တယ်နားလည်ကြ အဲတရားနာဆိုရပါလို့ပါလေကိုယ်ကိုကဲတင်တဲ့အလုပ်ကိုဒကာဓမ္မတွေကိုယ်ကိုမှမသနာလို့မနာပြဘူးဆိုတဲ့စင်ရည်လုံးမှာဒကာကျေရုလာဘုကိုကျက်စရာကောင်းဆုံးအလုပ်ပဲညံတဲ့ရကြအဲတရားနာပြင်းတိုင်းပြင်းတိုင်းတရားထုပြင်းတိုင်းပြင်းတိုင်းကိုယ်ကိုကမျောနေတယ်ကိလေသာရည်တယ်တော့ကြာ အာသဝဆိုတဲ့ဝိဇ္ဇာသဝဒိဋ္ဌာသဝဝိဇ္ဇာသဝဆိုတဲ့ဒကာရမတို့သစ္စာမသိဘူးဒိဋ္ဌာသဝဆိုတဲ့ငါကုံငါအခြင်းမှုကာမသဝဆိုတဲ့ဘုံဘဝတွေဆူတောင်းပြီးကိုယ်ဘဝတွေကိုသားရနေတာကလည်းဒါဝဲတဲ့နေတာဘဝသဝဆိုတဲ့လည်းပါရေလူညာရေလူပြီးဘဝတွေဆူတောင်းနေလိုက်တာအသေးတောင်းတာ အဲ့ဒီဘဝတွေဒကာဓမ္မတွေဒီဝဲလက်ပြီးဒကာနေရလဲမြုပ်မလို့တဲ့နေကြဘူးဒကာဓမ္မတွေကတရားမှန်လာတော့မျောခြင်းတို့မျောလက်ခြင်းတို့လက်မြုပ်ခြင်းတို့မြုပ်နေပြီတော့ကိုကိုကိုမတနာလို့ဥပ္ပခါထားလိုက်တယ်တူလိုက်တယ်ဘာနဲ့တူပါလဲဟောခင်ဗျားတို့ မသိလို့ခေါ်ပြောနေရတဲ့ဖြစ်စဉ်ကတော့ဝိရဘူးတို့တရားကျဲတို့တရားသစ်တို့ဒီတိုင်းပဲမသိလို့ကခေါ်ပြောနေရရိမ့်မိပြီဒါဖြင့်တရားဓမ္မတို့တရားနာပြင်းတဲ့ပုဂ္ဂိုလ်တရားထုတ်ပြင်းတဲ့ပုဂ္ဂိုလ်ဟာမျောခြင်းတို့မျောလက်ခြင်းတို့လက်မြုပ်ခြင်းတို့မြုပ်တဲ့အလုပ်ကြီးကိုကိုယ်ကိုပြစ်ထားလိုက်ဘုရုပြစ်ထားလိုက် ုတ်ကိုပြစ်ထားတယ်ဆိုတော့ဂရမတို့ခင်ဗျားတို့ရောင်းတော့ဝယ်တာကိုမြတ်တန်စံတာကိုဘုန်းကြီးများကမကြီးညိုလို့မရသေးခြင်းလို့ဒီလိုပြောတယ်မခင်နဲ့တဲ့ဝယ်ထဲမှာဆက်နေလို့မြုပ်သွားမှာဆိုရင်တို့ဂရမတို့ဉာဏ်လေးပြန်လှည့်ပါဦးခန္ဓာညာရောက်ကိလေသာဖြတ်တဲ့အလုပ်လုပ်ပါဦးဝယ်ရတဲ့အလုပ်လုပ်ပါဦး မြုပ်တာကိုမမြုပ်တော့ကဲကျင်ပါအောင်ဆိုတဲ့အဓိပ္ပာယ်နဲ့ဘုရားကတရားဟောတာမှန်ပါဗျာဒါကြောင့်ကောင်းကောင်းရိပ်မှန်ပါဗျာအဲ့တော့ဘုန်းကြီးတွေဓမ္မတွေကလည်းဒီနေ့တော့လည်းမအားနောက်တနေ့ပါဖြစ်တယ်မအားဘာကြောင့်မအားလဲကိလေသာခံလို့မအားမှန်ပါဗျာဉာဏ်ဘာကြောင့်မအားပါလဲကိလေသာခံလို့မအားတာကိုပဲရလို့မှုယူလို့မှုကြောင့်မအားတာကိုညောနေတာကိုပဲ အမြဲမမသိတော့မအားရံနဲ့သူသုံးလိုက်မအားရံနဲ့သူသုံးလိုက်တော့သူရှုံးလို့သူမတွက်တယ်အမှန်တန်သိုးရတဲ့ဒကာဓမ္မတွေပဲလို့ပြစ်တင်လို့ရှိရင်လည်းခင်ဗျားတို့ခံရပါပဲခိုင်းကြတယ်မအားတဲ့အပြစ်သိကြပါလားမျောကြံပိုက်ခြင်းမြုပ်ခြင်းလို့သာမှတ်ပါမှန်ပါဗျာ မျောခြင်းပတ်ခြင်းမြုပ်ခြင်းလို့သာမှတ်ပါလို့ဘုန်းကြီးတရားဓမ္မတွေပြောလိုက်ရပါဘုရားတရားတကားကျဉ်းဖို့များလူသေးတယ်ဘုရားဘုမပြောနေတာမဟုတ်ဘူးဒီဥစ္စာစင်ကြယ်လဲပဲကိုယ်စင်ကြယ်နဲ့ကိုယ်အပဲလေးပါသွားရတဲ့စင်ကြယ်ဆိုတာကိုလည်းယနေ့သူးသူးချာချာမှတ်လိုက်ပါဘုရားပဲသွားမယ်စင်ကြယ်ပါဘုရား အပယ်သွားရမယ်ရှင်ကြီးကိုတနေ့တော့လည်းအာမထုတ်ပြူနောက်တနေ့လည်းအာမထုတ်ပြူနာလည်းမနာမိဘူးဆိုတော့ရှင်ဖြင့်ပုဂ္ဂိုလ်ကိုဥပေက္ခထားလိုက်ကျွန်တော်ကျန်တော်မြောက်ကမြုပ်ချင်တော်မြုပ်กว่าဒါကြွယ်ကြည့်ရောက်မရောက်ဒါအမတန်သနာတဲ့ကရုဏာနဲ့ဘုရားဘုန်းကြီးကြီးပြောဆိုနေပါတယ်ဆိုတာလည်းဒကာဓမ္မတွေကလေးစားစွာနဲ့မှတ်လိုက်ပါဓမ္မရိ لو رو نہیں آگے مشیبا میرا مدد အာသွားတွေကလှဲ့လိုက်။တဘောကြ။ဒိဋ္ဌိကမြုပ်လိုက်။ဒါဖြင့်ကိလေသာကမြော့အာသွားကဒကာရမတို့သံဃာတွေလေအောင်လုပ်ပြီးဒီကလမှာဒိဋ္ဌိကမြုပ်လိုက်တော့လေကျဲတက်လမ်းမြင်လေ။ဒါရင်ခွင့်ရဒကာရမလေအာလုံးပဲမိဖရှင်မင်းရဒကာရီမတော်ဘူးတည်မြည်ကြီးမရှိတော့ကြောင့်ကိလေသာရင်ရောမှာဖြင့်မမျောရအောင် တရားနာ၍တရားထုတ်ပါဆိုတာလဲပြောနိုင်တဲ့ပုဂ္ဂိုလ်ရှိတုံးတာခင်ဗျားတို့ကြားပါလေဒီပြောနိုင်တဲ့ပုဂ္ဂိုလ်ကလဲဒကာဓမ္မတို့ क्वे တော့မယ်ဆိုတာမှတ်ပါခင်ဗျားတို့တက်နှုတ်သက်ဆိုင်ဒီဆရာမျိုးမရှိတော့ဘူးအလုံးပါကကြားတဲ့ဆောင်းမို့ပြီးဒီကကဒကာလဲကိလေသာမျိုးခြင်းတို့မျိုးဝဲတဲ့ခြင်းတို့လက်မြုပ်ခြင်းတို့မျိုး ဒီလနဲ့ဒီစကံသာလင်တမ်းပြီးသွားနေတော့မယ်ဆိုတာဖြင့်ဘုန်းကြီးဒကာရမတွေမှတ်ပါဘူး။ဒါဖြင့်ဒီချိန်လေးကိုမှကိုယ့်ကိုယ်ကိုမကယ်ယူတတ်တဲ့ဉာဏ်လေးဆရာဘုန်းကြီးကသတိပေးတော့မှဒကာရမတွေကမလိုက်နိုင်ဘူးဆိုလို့ချင်းဖြင့်ကိုယ့်ကိုယ်ကိုတနာလို့စီးပွားရှာလာတာလို့ ရှင်တော့ထင်ကြတယ်နော်မသနာလို့ဒီဘွားရှာတာရင်းမိပါမသနာလို့သာဘုသောဖို့ရင်နောက်လိုက်နေတဲ့ခါကြလို့ရှင်းရှင်းတဏ္ဍခိုင်းတယ်လို့လိုက်ပြီးဒီကလာနေတယ်ဆိုတာဥဒ္ဓဘုသိချာမှတ်ပါမှန်ပါပါဒါကြောင့်ဘုန်းကြီးတို့ဒကာဓမ္မတွေကိုလေးစားစွာနဲ့ပဲသတိပေးလိုက်ပါလေခင်ဗျားတို့ဩနောက်မှာမှားခဲ့ပြီဆိုတော့ဥပေကြီးတဲ့တော့ဥပေကြီးတဲ့လာတော့နာဝေကြီးတဲ့လာ ဩလက်ကင်မရှိတော့ပါလားမျက်နာလုံးတွေလာတော့မှာဘုဘဲနာဘဲတွေစက်လို့ရှိရင်ဘယ်နဲ့ညည်းရလက်ကင်မရှိတော့ဒါပြန်လက်ကင်မရှိတဲ့ပုဂ္ဂိုလ်ဒုတိယညာလက်ကင်မရှိတဲ့ပုဂ္ဂိုလ်ဒုတိယပါဖြင့်ကံကံစီမံတယ်လို့ပဲခံရရင်မရှိတော့လေဆိုတော့ကံကလာပဲသွားကြောင်းကံတွေကများများဖြစ်ပြီးဒီကလာနေတော့ဘုန်းကြီးတွေဓမ္မတွေမှာသူစီမံရလိုက် ဒါကြောင့်ဆရာဘုန်းကြီးယနေ့တရားဟောနေတာညာစိမှန်ရလိုက်ကြပါဆိုဘယ်လိုဆိုပါလဲညာစိမှန်ရလိုက်ကြပါလို့ဥဒဘုရားတက်တို့ပြောနေအဲ့ဒါခင်ဗျားတို့နားလည်ထားရတာဆဲလိုက်တဲ့ဖြစ်ချင်းဟိုးကိုကံလေးတူထားတာရှိတာပဲဆိုတော့ င်းက30ဘုံထဲမှာသူဇက်ပြီးကြတာဥဝေနာပဲဒီလေးကတာပေးမှာညာကတော့ဥဝေနာပဲဒီလေးဖြတ်ပြီးကြတာမဝေရမနာရမသေးရဖြစ်တဲ့နိဗ္ဗာန်ကိုအဲ့တော့ခင်ဗျားတို့ကတန်စီမာယာလိုက်မယ်ဆိုရသေးကားလို့ဆိုလို့ရှိရင်ဖြင့်တဲ့ခင်ဗျားတို့အာဟုမှုအလွဲတစ်ခုပဲတန်စီမာယာလိုက်ကြပြီအာဟုမှုအလွဲတစ်ခုလို့မှတ်လိုက်ချင်ပါ ဒါကဆရာစက်နဲ့တွေ့လို့ဆရာမန်နဲ့တွေ့လို့ဩဒကာဓမ္မတွေကံစီမာယာမလိုက်ပါနဲ့ဉာဏ်စီမာယာလိုက်စမ်းပါဆိုတာပြောလိုက်ပါဘုရားဒါကကြောပါရဲ့ကံစီမာယာမလိုက်ပါနဲ့ဉာဏ်စီမာယာလိုက်ကြစမ်းပါဆိုတဲ့ဥစ္စာဖြင့်အထူးတိုက်တွန်းပါဘုရားတဘောပါဘုရားဉာဏ်စီမာယာလိုက်တော့ဉာဏ်ကကံဖြတ်တယ်ဘုရားကံက ထိုဘုံပြိတ်တွေပေးလိုက်ဓာတိဒုက္ခပေးလိုက်ထိုဇရာဒုက္ခပေးလိုက်ဟိုဒုက္ခပေါ့ဗျာဟိုဘုံနာဝဒုက္ခပေးလိုက်ဟိုဘုံသေးတဲ့ဒုက္ခကြီးပေးလိုက်ဆိုတာဒါဝိရုပတိခင်ရတုံးဆိုတာဒကာစွတ်တို့ရေးပြီဒီပါလိမ့်မယ်အဲဒါပြန်ကံဒီဟိုဝင်းတာပဲသေဘဲကိုသာသူပေးရတယ်ညာကအိုဘဲကိုဖြတ်နာဘဲကိုဖြတ်သေဘဲကိုဖြတ်ပြီးတကာကအိုနာစေလွတ်တဲ့နေရာကို ဘောပါအမှန်ပါဗျာဒါပြန်ဘယ်လိုစီမံရလိုက်တယ်ပါလေဗျာသင်္ကန်းစားကနာထောင်ရဗဒဂရမတို့အမှန်န်ကြားရခဲ့တယ်ဆိုတော့သကားသကားကျွဲမှတ်မိပြီအမှန်ပါဗျာဒီမှာတို့ကံပဲကံဖြစ်ကြတယ်လို့ခိုင်းရမှာပဲကိုကကံကောင်းလို့ထားလို့ရှိရင်လေနောက်အကောင်းဖြစ်ဖို့ပဲ ကိုကကံမွဲလို့ထားလို့ရှိရင်နောက်မွဲဖြစ်ဖို့ပဲကံညံ့လို့ထားလို့ရှိရင်နောက်ညံ့လို့အညံ့ဖြစ်ဖို့ပဲဆိုပြီးဒီကတည်းကပဲဒီနေရာဘုဒ္ဓထိုင်ချတယ်။ဩသုစီမယာမတပါးကံစီမယာမတပါးဉာဏ်စီမယာများရှိသေးသလားဆိုတာမုံမမကြည့်မအောင်ဖြစ်နေကြ။ရှင်းရှင်းပါဘုရား။ဒါပြန်ခင်ဗျားတို့သေးသေးချာချာတွေးပါယနေ့တရားဒီဘုန်းကြီးစဟောတဲ့နေ့ گم سنگھی لگ گم سمیا لے مشورہ ဘယ်ကိုပို့လေဆောင်လေယူလေရှိပါလေမလဲလို့မေးတဲ့အခါကျတော့မှဩမဥမသိအမြဲနေတဲ့နိဗ္ဗာန်ကိုလေဆောင်လေယူလေရှိတယ်ဆိုတာဘုန်းကြီးဃာရမတွေလေးစားဆိုတာမှတ်လားမှန်ပါဗျာဒါပြင်နေကစပြီးဒီကကကံလို့ကြောင့်သံဃာထဲမှာအမြဲမျိုးရှင်နေကြရမှန်ပါဗျာညာလို့ကြောင့်ပြီးဒီကကစီစဉ်ဥမ္မာပဲဆိုတဲ့ဥစ္စာပြင်ယနေ့ဃာရမတွေကဆုံးဖြတ်ချက်ချရတယ်မှန်ပါဗျာ ဒီနေ့ဗာဆုံးပြည့်တဲ့ချက်ညာလို့ကိုဆုံးပြည့်တဲ့ချက်ညာစီမံရလိုက်ပါတော့မယ်ဆိုတဲ့အစတရားသိဆုံးပြည့်တဲ့ချက်ကောင်းပြီဒါဖြင့်တဏှီကိလေသာဖြတ်သလားညာတိကိလေသာဖြတ်သလားဆိုတာလည်းတရားကျွဲကဝေဖန်ဘူးတပည့်ကြကံဒီအာသောကိုဖြတ်သလားဉာဏ်ဒီအာသောကိုဖြတ်သလားအာ ဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေကိုအားကိုးထားတာဖြင့်မကိုးတဲ့သူတော့မဆိုလိုက်ပါဘူးတို့တော့အစ်စ်မရောက်ဘူးဟောကြအစ်စ်ရောက်ပါတန်စီမလာလိုက်တော့မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ဥပိ္ပနာပဲသိပေးတွေ့ရညာစီမလာလိုက်တော့မယ်ဆိုတော့ဥပိ္ပနာပဲသိပေးမှလွရေးရဧကမှာပဲရှင်းကြဒါရင်ဘယ်နောက်လိုက်ကြမလဲ ါဖြင့်ယနေ့ကစပြီးခမည်းတော်စကလုံးကြောင်းလိုက်ပါဘူး။ကောင်းလက်ကံဆိုးလက်ကံပဲလို့ဆိုရဥစ္စာဒီကားလို့ဆိုလို့ရှိရင်ဉာဏ်စကားနားမလည်တဲ့ပုဂ္ဂိုလ်ကြီးအပြောဟင်ဘယ်ပုဂ္ဂိုလ်ကြီးပြောပါဉာဏ်စကားနားမလည်တဲ့ပုဂ္ဂိုလ်ကြီးပြောဆိုတာဖြင့်ရှင်းတော့ပါဒါကြောင့်ယနေ့သူတို့ရှားကြတဲ့ဓမ္မတွေဉာဏ်စီမံရလက်ကြပါစေ။ သုံးပြည့်ဖြတ်ဘုရားစီမံရလိုက်ကံနောက်လိုက်ခဲ့လို့ခင်ဗျားတို့ယခုရထားတယ်ကံပေးလို့ရထားတဲ့ခန္ဓာကြီးဆိုတာပေါ်ပါကံငါပြည့်စင်လိုက်တော့ကမ္မပြည့်ပြောဆိုတဲ့အတိုင်းမျိုးစိတ်ဖြစ်ပြီးကျေစိတ်ပြုလိုက်တာဝိပါကပြည့်ပြောဆိုတဲ့အကျိုးကြီးရတယ်ကမ္မပြည့်ပြောကြပါရလားဝိပါကပြည့်ပြောဆိုတဲ့အကျိုးကြီးရတယ် ဝိပါကကြည်ကျဲကိုသစ္စာဖွဲ့လိုက်တော့ခုကြည်ရတဲ့ခန္ဓာကြီးဘာသစ္စာ။ဩဘယ်နဲ့ကြဒီဒုက္ခကြီးသလာကြီးရနေပါလိမ့်မလဲလို့ဒကာဓမ္မတွေကကိုယ်ပိုင်ဉာဏ်နဲ့တွေးလိုက်တဲ့အခါကျဩကံစီမှန်ရလိုက်မှုကြီး။ဟောလာပါပြီ။ပရိစီမှန်ရလိုက်။ဘာသစ္စာကြီးရ။ဩကောင်းတဲ့ကံဆိုးတဲ့ကံတို့ နဂူတုံးကဖြင့်သိုးကံပဲပြီးကောင်းကံအာကုန်မဲ့သိုးပြန်တော့လေဥပိ္ပနာပဲသိပေးကိုပဲသူပေးပြန်တယ်ဒါဖြင့်သူရေလိုက်ရွဲလို့သာဖြင့်ဒီဒုက္ခကြီးတွေ့ရတယ်ဆိုတာလေဘုန်းကြီးတွေကဓမ္မတွေနဲ့ခန္ဓာကသက်သေခံပါဘူးဘုရားတတ်တယ်ခန္ဓာကလည်းကိလေသာမေးလာမဲ့ခန္ဓာကြီးရတယ်ဒီဝိပြည့်တဲ့ခန္ဓာကိုယ်ကြီးရပါဘူး ရထားတယ်လို့ဆိုတော့သိကြပါအင်းဘုရုစီမံရရှိကလက်ခဲ့လို့ပါဟောဉာဏ်စီမံရကိုသာရှိကလိုက်ရတာမယ်ဆိုလို့ရှိရင်ဒီဒီဃာဓမ္မတွေကခုချမ်းသာအစ်ဧကံဖြစ်ကုန်ကြပြီအခုတော့ဘယ်နဲ့ဖြစ်နေကြလဲတနေ့တည်းဘုရားဖြစ်လို့တော့ဒီတရားပေါ်မှာမမလို့ဖြစ် ရှေ့တောင်လာဖို့မမြင်ဘူးဖေ။အင်းဘယ်လိုစီမံရလိုက်လဲ။နောက်တော့သေခရက်ဖေတတိယပဲဖြစ်နှမျောပါလေ။အင်းရော့ပြန်ထုတ်လိုက်ရကြတဲ့။အင်းနှမျောရပါလား။တပါးစီမံရလဲဒီပြေဆိုကြီး။သိကြကြ။ဒါဖြင့်ယနေ့ကြောင်းကြ။ဘယ်လိုကြောင်းကြ။ ဉာဏ်စီမာယာကိုတပည့်ရတော့ခင်ဗျပြောင်းကြီးပြောင်းပါတော့မယ်ဆိုတာတကားသိရေသုံးပြချက်ချက်မလိုက်မလိုက်မလိုက်တော့ဘူးလို့ဆိုတော့သုံးပြချက်ဖြင့်တကားကျေတော့ဥလာဘူးလို့ချရတယ်မယ်မချရင်တော့ကကဲဒါဖြင့်ဉာဏ်ကိုကျေးဇူးပြုတဲ့တရားရှာကြသူတပည့်ရတော့ဉာဏ်စီမာယာတော့လိုက်ပါတော့မယ်ခင်ဗျာရှင်ဘုရားပြောတဲ့အတိုင်း နဂောကမျက်စိတွေပုံမှားပြီးကံလာကံစီမှန်ရလက်ခဲ့တယ်ဒီခုတော့ဖြင့်မင်းပေသူပေသဖို့ပေနဲ့အနာကိုကြီးကလည်းရင်းရင်နှွဲ့နေရတယ်ကိုယ်စိတ်သဘောယောဂတွေကလည်းဝိုင်းရံနှိမ့်ဆက်နေတာနဲ့ကံစီမှန်လာလိုက်မှုဖြင့်တပည့်ရတို့အနာကင်းရှင်းပါဘူးဆိုတာတောင်သိဖို့မလွတ်တာလည်းသိပါပြီခင်ဗျားတို့ဆိုတော့ကအနာကင်းရှင်းပါဘူးဘူးအဲ့ဒါသိဖို့လွတ်တယ်ဘူးပါဘူးကိုယ်ဝန်းနာတော့ဘူးပါဘူး မလွပါဘူးတဲ့ပါကုအဖြစ်ကိုအစကမြတ်ပြန်ပြီးတရားဓမ္မတွေပြောရမယ်ရှင်ပါကုဖြင့်မဖြစ်ခြင်းဘူးလို့လာလိုက်ဘယ်နဲ့ကြောင့်လာမလို့ရှင်ကဘောငန်းလို့ခံရတာဆက်ကသက်ငန်းလို့ခံရတဲ့ရှင်ပါကုတော့နှပါပြီတော့ခင်ဗျားတို့ကခင်ဗျားပြောတာညာနဲ့အနာကင်းရှင်ပါကုစမ်းလာရှင်ကိရှိဖြစ်ရပါလို့ဤဘာလို့တာတော့ခင်ဗျားတို့မသိကြတာဆိုးပါ မသိတဲ့သောဝိင်္ဂါရနေတဲ့ပြဘုန်းကြီးဂရမတွေဩဘုန်းကြီးသနာရကိုလည်းခင်ဗျားတို့တွေးကြတယ်နော်ဘယ်လိုကြောင့်သနာပါလဲဆိုအနာကင်းရှင်ပါကုဆိုတော့ရှင်ပါကုကြောင့်ကောင်းကောင်းမသိလို့သူတို့ရှင်ပါကုဖြစ်နေတာပဲဟုတ်ကဲ့အစင်းကရှင်ကေစီဆိုတော့ရှင်ကေစီကြောင့်ကောင်းကောင်းမသိလို့ရှင်ကေစီဖြစ်နေတာသဘောကျ ရှင်ကြီးကြီးကဥပင်းကပဲဒီပင်းနဲ့ရှားမှတွေ့သေးရဲ့ဟာဘေးရရန်ပြီးသိစိတ်တဲ့ရှင်ပါရှင်ရှင်ကြီးကြီးဆန့်ရှားဆောင်လို့အနာကင်းရှင်ပါကူတဲ့ဒေဝေကြီးဝင်သွားတဲ့ဥစ္စာအနာရှိလို့သေးတာပေါ့ဗျာအနာမရှိရင်အဲ့ဒါခင်ဗျားတို့ကအာကြပြီးကြလားသူများရေးထားတဲ့စာကိုလမ်းဆုံးနေတယ်ဘုန်းကြီးကသနာရယ်လို့ပြောတာတကယ်ကျွဲကစကားကြည့်တယ်လို့ဆိုခြင်းသေးဟုတ်ပါဘူး ဆိုเสียမလိုပါဘူးရှင်းညဗုဒ္ဓရေနာကင်းရှင်ဘကူမြတ်သဘောကြသည်ရှင်းပါပါဘုရားရှင်းပါရှင်ဘကေရှိကိုမကြနဲ့တော့ကြရလို့ရှင်းသေရင်သေးလို့ကမှတ်ပြီတော့ကြရင်သေရင်သေးလို့ကမှတ်ပြီတော့ငါးမျိုးခံရင်သေးလို့ကမှတ်ပြီသဘောကြဘုန်းကြီးတွေကပြောတယ်ကြမ်း ။တပည့်တော်ပြန်ဒီဥစ္စာမိဘရိုးရာသောက်ကလေးတွေကလည်းရေးထားတော့တပည့်တော်ပြန်ဒါနှုတ်ကိုတက်နေတာပဲအဲနှုတ်တက်မှုကလည်းအတော်ဆုံးမဆုံးလိုက်တော့ဒုက္ခသစ္စာသူ့တောင်းကြီးလို့ဆိုပါတယ်ပြောလိုက်။ဒါကြောင့်ပြောပါတယ်။အခုနဲ့ခင်ဗျားတို့ခန္ဓာကြီးကရောဂတော်ယောဂမျိုးစုံကိန်းကောင်းတာခန္ဓာလို့ဆိုတော့ ရှင်မဂ္ဂိသေရှင်ဘာကူတို့ယောဂပြည့်နေနေတယ်။ဒါခင်ဗျားတို့ကသူတို့လိုပဲယောဂပြည့်ရပါလို့ဤညာလှုပ်ရှင်လေး။ဒါကတဲ့နောက်ထပ်မယူနဲ့နော်။ဓမ္မရေဒကာကျွယ်လို့နောက်ထပ်ယူခြင်းလေးလား။ဘုရင်ဖော်ပြတဲ့ဆရာနဲ့တွေ့ပါဗျာ။ဟုတ်ပါဘူး။ကံကောင်းလို့အဲဒကာကဲမသေးတာပြတ်ရှင်။ငါးကြည့်တယ်ယူပါ။ဟုတ်ပါဘူး။ သိပြတာတတိယရည်တရားကဓမ္မကြီးနဲ့ခွဲလိုက်တာလေကံကောင်းမှမရှိရှင်ဘာကုဖြစ်စဉ်ခင်ဗျားတို့ဓမ္မကြီးနဲ့ဝန်ထဲကခွဲတာကိုအလံကြားမခံရဘူးငါကြီးကလည်းသားတဲ့မှပြီးရှင်ဘာကုကိုမျိုးသွားတော့ခင်ဗျားတို့အမျိုးခံနိုင်မှာဒါဖြင့်ရှင်ဘာကုဖြင့်ဆုမတောင်းရပါဘူးရှင်ဘာကုမှတို့ရှုပ်အခုသိမ့်သွားတဲ့ ရှင်ဘာကူရောက်ရဖြစ်တဲ့နိဗ္ဗာန်ကိုသာတပည့်တွေလို့ဖြစ်ရောက်ပြစီဖျားအဲ့ဒါမှနာကင်းတယ်ဖျားဆိုတာကောင်းကောင်းရိပ်ပြီကောင်းပြီဒါတွေကစမ်းမိလို့ပြောတော့ခင်ဗျားတို့နှုတ်တယ်နေကြတယ်အလကားတွေဘာမှမဟုတ်တာတွေတုတ်တယ်ပြီသူများတို့ကသူများရဲ့ကစားလန်းဆုံးနေလို့တကယ်ကြွယ်စွတ်တို့မှာအခက်ကျင်သွားဝိညာဉ်တော်သဘောပါပါတယ်နော် ကိန်းဒါဖြင့်ဘုန်းကြီးတို့ဒကာရမတွေမှာကံလမ်းလိုက်နေလို့ငန်းမြေခံရပြီခါညာငန်းမလိုက်နေလို့ဒုက္ခမျိုးစုံတွေးရပြီခါကဲဒကာရမတွေတာကိစ္စသမိကိစ္စဆွေကိစ္စမျိုးကိစ္စမင်းကိစ္စသုကိစ္စမိဘေတို့သိုးဘေခိုးဘေတွေနဲ့ဂုံလိုက်တဲ့ငွေတွေလည်းမနှဲကြဆရာလည်းရတာလည်းပမန်းလိုက်ပမန်းပါ ဩဒါဘယ်နဲ့ကြောင့်ကျုံပါလိမ့်မလဲလို့မေးဘုန်းကြီးကထုတ်လို့ရှင်ခန္ဓာရလို့ဘယ်လိုမှတ်ကြခန္ဓာရလို့ဖြစ်ဆိုကျုံပါလေဒကာရမလို့ဘယ်လိုမှတ်ကြဒါဖြင့်ခန္ဓာဆိုတာဒီကားလို့ရှင်ဇာတိဗရမဏတွေစပဝါပဖြစ်နေတော့ကြောင့်ခန္ဓာဘယ်ခန္ဓာစုတောင်းလို့ရှင်ဖြင့် ဇတိမိလောင်ပါပါလို့ဇရာမိလောင်ပါပါလို့မရဏမိကြီးလောင်ပြီးရကလာရွတ်ပြန်ထိုးရပါလို့ဒါခန္ဓာစုကောင်းတဲ့ပုဂ္ဂိုလ်ဒါပဲလားဒါပြန်ပါရသေးအဲ့ဒါတွေကိုညာနဲ့အဆုံးပြည့်အောင်ကြည့်လိုက်တော့မှသစ္စာညာနဲ့အဆုံးကြည့်လိုက်တဲ့အခါကျတော့မှဘုန်းကြီးတွေဓမ္မတွေအလွဲကပြန်တန်းပုံခဲ့ပေါ့ဘုရားကိုသွားကြည့်

ဘယ်လိုဆိုကြအဲယခုခန္ဓာကြီးမှာလက်ဆက်ကမတတ်ရသေးဘူးဒုက္ခဘွယ်နဲ့နှွဲလို့မရှိသေးတဲ့နောက်ခန္ဓာဒုက္ခသစ္စာကြီးကိုလူမင်းချမ်းသာနမင်းချမ်းသာလို့သူများကချမ်းသာလေချမ်းသာကောက်ကိုဒကာရမတွေကပြောကံရားနဲ့ရမ်းကြိုက်နေတဲ့တွေ့တဲ့ရှင်းရပဲပြန်ရကြအောင်ဒါဖြင့်နှခါလိန်တော့ဖြင့်တကယ်ပြမခံပါနဲ့ နခါမားတော့ဖြင့်မမားပါနဲ့တော့ကိုအချင်းချင်းဆိုတဲ့သမားများတော့အမှတန်းကုန်နေပြီမဆိုရဲဘူးလားအေးဒါကြောင့်ကျင်ပေးမဲ့ခရဆင်ပေးမဲ့ခရနဲ့တွေ့တော့မှခမရိတ်အမှားကြီးကိုမပြင်းတော့မဆင်တော့ပါဘူးဆိုလို့ရှိရင်သံဃာဖြင့်အရှုံးကြီးရှုံးပြီးကြလာမြေရည်ဆက်လင်းတဲ့ပဲဘဝတိုင်းဝิญဉ်ချိုးရတယ် ်အမှန်လားမလဲနာလေအေးဒါကြောင့်ဒီကောင်တော်ကြီးမမိပါလေမတော်ဘူးသောမိဒီမရှိတဲ့ပုဂ္ဂိုလ်တွေအတွက်မှာဖြင့်ဒီနေ့တရားဟာဩကံလမ်းမလိုက်ခဲနဲ့ညာန်းကြိုးစားတော့မယ်ဆိုတဲ့ဥစ္စာဒကာဓမ္မကြီးသုံးပြည့်စေချပြီးပြောင်းသင့်ပါပြီဆိုတာကိုပဲသတိပြလိုက်ပါ